္ဂလာပါရှင်ချင်းလင်းချင်းရဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ23ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့မင်းတပ်မှ9လကျော်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အယက်သား10ဦးသေဆုံးပြီး20ဦးတန်ရာရရှိကအဆောက်အဦတရာကျော်ပျက်စီးကြောင်း ULAAA ကချွင်းပြည်ဘလဝမြို့နယ်ကိုရခိုင်ပြည်ရဲ့ခရိုင်တစ်ခုအဖြစ်ထည့်သွင်းဖွဲ့စည်းကြောင်းရွှေပြည်သားဝါတရားဆက်မှုဆောင်ရှိ ရောင်ဒါအထေချုံစိတ်ယုံတွင် အလုတ်သမား2000ကျော်စုပေါင်း၍လောက်ခလာစာနဲ့အချိန်ပူကျဲတူးမြင့်ပေးရေးဆန္ဒပြတောင်းဆိုကြောင်းတောင်တာမြို့နယ်တိုက်ပွဲတွင်စစ်သား3ဦးသေဆုံးပြီးစစ်သား2ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းများရရှိပြီးစင်တဲဝချောင်းကို ချက်တန်းစဉ်စစ်သား9ဦးခန့်ရင်းနှစ်တည်ဆုံးဖို့ဖမ်းမိစစ်တုံးပန်းကထွက်ဆိုကြောင်းတန်တောင်ကြီးစစ်တက်ကြီးတက်ခိတ်ကြီးတန်တန်းကြောင်းမှတက်ခွေမှုအရာရှိတန်တန်းစဉ်များလိတ်ပါတဲ့စီရင်တန်းကိုတက်ခိတ်မှုတွင်စစ်ကောင်စီဘက်မှတက်ခွေမှုပူကြီး၈ဦးအပါဝင်9ဦးတည်ဆုံးကြောင်းအိန္ဒိယလေရင်ပြကြမှုမှာဗီတိန်နိုင်ငံသားတအူးသာအသက်ရှင်ကျန်ရစ်ကြောင်းတို့ပဲဖြစ်ပါရရှင်။ မင်းတပ်မှ9လကျော်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အယက်သား10ဦးသေဆုံးပြီး20ဦးဒဏ်ရာရရှိကာအဆောက်အဦး100ကျော်ဖျက်ဆီးထားတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ချင်းပီတောင်ပိုင်းမင်းတပ်မြို့နေထင်းမှာ9လကျော်အတွင်းအကြံဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အယက်သား10ဦးသေဆုံးပြီးဒဏ်ရာရရှိသူ20ဦးရှိခဲ့တယ်လို့မင်းတပ်မြို့နေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကယမနေ့တွင်တရင်ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာမင်းတမျိုးနေထေကိုယခုနှစ်ဇန်နဝါရီလကနေဇွန်လ17ရက်နေ့အထိလေကြောင်းတက်ခိုက်မှု18ကြိမ်ဘုံအလုံးကြီး52လုံးခြေချတက်ခိုက်မှုပြုခဲ့ပြီးအယက်သားစေဦးတည်ဆုံပြီးတန်ရာရရှိသူ20ဦးရှိခဲ့တယ်လို့ဆိုပါရယ်အဆိုပါလေကြောင်းတက်ခိုက်မှုများကြောင့်ဘာသာရေးနဲ့အစိုးရဌာနအဆောက်အဦများပါဝင်ပုဂ္ဂလိကအဆောက်အဦများစုစုပေါင်း100ကျော်ထိခိုက်ဖြစ်စီခဲ့တယ်လို့လည်းသိရှိရပါရှင် ULAA ကချင်းပြည်ပလောဝမြို့နယ်ကိုရခိုင်ပြည်ရဲ့ခရိုင်တစ်ခုအဖြစ်ထည့်သွင်းဖွင့်စည်းထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။အရခတ်တော် ULAA ကရခိုင်ပြည်ကိုခရိုင်ရှိခုဖြင့်ဖွဲ့စည်းတက်မှတ်လိုက်ရမှာချင်းပြည်ပလောဝမြို့နယ်ကိုလည်းရခိုင်ပြည်ရဲ့ခရိုင်တစ်ခုအဖြစ်ထည့်သွင်းဖွဲ့စည်းထားတယ်လို့သိရှိရပါတယ် ULAAA ရဲ့အရခပီတုတော်လိုင်းရဲ့ဆိုရကဘီခရက်မီလာအတွင်မှာရခိုင်ပြည်ကိုမောင်တိုးခရိုင်စစ်တွေးခရိုင်မြောက်ဦးခရိုင်မင်းပြခရိုင်ကျောက်ဖြူခရိုင်တောင်ကုတ်ခရိုင်တန်တွေးခရိုင်နဲ့ပလဝခရိုင်ဆိုပြီးဖွဲ့စည်းတက်မှတ်ခဲ့ရလို့ရခိုင်တရင်ဌာနနေရီဥစာကဖော်ပြထားပါတယ်။ မောင်တော်ခရိုင်ထဲမှာမောင်တော်မြို့နေနဲ့မူတီတောင်မြို့နေစစ်တွေခရိုင်တွင်စစ်တွေမြို့နေရတိတောင်မြို့နေပုံနာကျွန်းမြို့နေမြောက်ဦးခရိုင်ထဲမှာမြောက်ဦးမြို့နေကြောက်တော်မြို့နေမင်းပြားခရိုင်ထဲမှာမင်းပြားမြို့နေပောက်တော်မြို့နေမေပုံမြို့နေကြောက်ဖြူခရိုင်ထဲမှာကြောက်ဖြူမြို့နေရံပေမြို့နေ အာမြုံနေတောင်ကုတ်ခရိုင်ထဲမှာတောင်ကုံမြုံနေမန်အောင်မြုံနေတန်တွဲခရိုင်ထဲမှာတန်တွဲမြုံနေကွာမြုံနေနဲ့ပလဝခရိုင်ထဲမှာပလဝမြုံနေတို့ပါရှိကြောင်းဖော်ပြထားပါတယ်။အရခပီတုတိုလိုင်းရေဆိုရဟာရခိုင်ပြည်ကို ရခိုင်ကစစ်ဒေတာအလိုက်ဖြွေစီအုပ်ချုပ်ခဲ့တော်လဲဖြွေစီပုံဥပရေအတဲမှာ ပဟိုခရိုင်မြို့နယ်တိုင်နယ်ဂျေးရွာအစင်စတဲ့အဆင့်၅ဆင့်ဖြင့်ဖွဲ့စည်းထားတယ်လို့သိရှိရပါတယ်။အာရခတက်တော် ULAA ဟာချင်းပီထဲကပလဝမြို့နယ်ကို2024ခုနှစ်ဇန်နဝါရီလထဲမှာစစ်ကောင်စီတပ်ဖွဲ့ထံကနေတင်ပိုက်ခဲ့ပြီးနောက်အုတ်ချုပ်ရေးလုပ်ငန်းတွေပေါ်ဆောင်နေခဲ့ရာကနေယခုအခါရခိုင်ပြည်ရဲ့ခရိုင်တစ်ခုအဖြစ်တရားဝင်ဖွဲ့စည်းတမန်လိုက်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ရွှေပြည်သာဝါတရားစမှုဆောင်ရှိရောင်ဒါအထေချုပ်စေယုံတွင်အလုတ်သမား2000ကျော်စုပေါင်း၍လောက်ခလဆာနှင့်အချိန်ဘူးကျဲတူးမြင့်ပေးရေးဆန္ဒပြတောင်းဆိုထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်ဝါတရားစမှုဆောင်ရှိ ရောင်တာအထေချုပ်စေယုံတွင်အလုတ်သမား2000ကျော်စုပေါင်း၍လောက်ခလဆာနှင့် OTJ တူပေးရန်ဆန္ဒပြတောင်းဆိုနေကြောင်းဆန္ဒပြအလုတ်သမားများကပြောကြားထားပါသည်။ယနေ့ဂျွန်လ23ရက်နေ့နံနက်ပိုင်းမှစတင်၍အလုတ်သမားများစုပေါင်း၍ဆန္ဒပြနေခြင်းဖြစ်ပြီးအဆိုပါစေယုံပိုင်ရှင်ဟာတရုတ်လူမျိုးဖြစ်ကြောင်းအလုတ်သမားများဟာလောက်ခလဆာတရက်8နာရီလင်ငွေချက်1300ကျပ် ရက်နဲ့အချိန်ဘူဂျေတက်နာရီလည်း2500ဒုမြင့်ရရှိရအတွက်ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆန္ဒပြအလုတ်သမားတဦးကယခုအလုတ်သမားလောက်အခတရက်ကို6800ကျပ်နဲ့ အုတ်တီကျဲကတနာရီ2000ကျပ်ပဲရပါတယ်။အနီနာစက်ယုံတွေမှာတရက်လောက်အားခ12000ရနေကြပါပြီ။စက်ယုံတော်တော်များများကတကြံကြံတက်ကလေးကဒေးကျဲအုတ်တီကျဲတူးနေရကြတာ။ဆန်ချိန်တွေအရန်တောင်းပြီးတော့အထေပူကျဲတွေပူပေးမယ်ဆိုပြီး result ထွက်မှလဆာထုတ်ခါနီးမှဖြတ်ချခံရတာတွေလည်းခံရပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။ လက်ရှိစက်မှုယုံမှ အလုတ္တမ2000ကျော်လုံးဆန္ဒပြနေခြင်းဖြစ်ပြီးစက်ယုံကအလုတ္တမများအလုံးအလုတ်ပြန်ဆင်ရန်ဖိအားပေးနေကြောင်းနှိမ့်နှိုင်းမှုရှိတော်လေအဖီမထွက်သေးကြောင်းဆန္ဒပြအလုတ္တမများထံမှသိရှိရပါတယ်ကောင်းဆောင်ပိုင်းတွေကသူတို့အတွက်လုံလောက်တော့ငင်ခံနေကြပါရဲ့အလုတ်သမားတွေအတွက် တရားမျှတမှုမရှိကြလို့ဆန္ဒပြကြရတာပါလို့ဆန္ဒပြအလုတ်သမားတို့ကဆက်လက်ပြောဆိုထားတယ်လို့သိရှိရပါရှင် တောင်တာမြို့နေတဲ့ပွဲတွင်စစ်သား၃ဦးသေဆုံးပြီးစစ်သား၂ဦးအရှင်ဖမ်းမိကလက်နက်ခေယံများရရှိပြီးစင်တေးဝါချောင်းကိုဖျက်တမ်းစဉ်စစ်သား9ဦးခန့်ရင်းနှစ်သေဆုံးမှုဖမ်းမိစစ်တုံးပန်းကထွက်ဆိုထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင် မန္လေးတိုင်းတောင်သာစင်တေးဝချောင်းအနီးတိတ်ပွေးတွင်စစ်သား၃ဦးသေဆုံးပြီးစစ်သား၁ဦးအရှင်ဖမ်းဆီးရရှိကြောင်းသိရှိရပါသည်။ယမနေ့ဂျွန်လ၁၂ရက်နေ့နနက်စေနာရီခန့်အချိန်တောင်သာမြို့နယ်စင်တေးဝချောင်းအနောက်ဘက်၌ထဏောင်းကုန်းပြူရွာမှထွက်လာတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီးထောက်ပံ့ပို့ဆောင်ရေးတပ်အမှတ်928မှတပ်သားဂျိုနိုင်ဝန်းကိုအရှင် ်ဖမ်းဆီးရရှိခဲ့ကြောင်းတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောကြားထားပါတယ်။တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှပြန်ကြားရေးတာဝန်ခံကတောင်တာမြို့ဘက်ကထွက်လာတဲ့စစ်ကြောင်းကို ကပေးမဲ့ထဏောင်းကုန်းကထွက်လာတဲ့စစ်ကြောင်းကိုဖျက်တိုက်တာအပြန်လှန်ပြစ်ခတ်တိုက်ပွဲကတနာရီလောက်ကြာခဲ့တယ်လို့ရကုံခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။ဒါပြန်တည်ဆုံစစ်သားများထံမှ G3 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက်တို့အပြင်လေးနှစ်စီးဖြင့်တည်လာတဲ့ RPG ထပ်ဖူးစေဖူး G ပေါက်၃ခု G118 တောင်း drone ချက်မှာတစ်ခုနဲ့စစ်အဝတ်စားအသုံးဆောင်တချို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်ရင်တိုက်ပွဲအတွင်းလူသားတိုင်းကအဖြစ်ဖန်ဆီးလာတဲ့ပြည်သူခနဦးကိုလည်းအထီးခိုက်မရှိကြင်နိုင်ခဲ့ကြောင်းတပ်ပြန်ဖမ်းမိစစ်တုံးပန်းတက်တာဂျော်နိုင်ဝင်းရဲ့ ထွက်ဆိုချက်အရစင်တေးဝချောင်းအတွင်မျိုးပါတည်ဆုံးသူစစ်သား9ဦးရှိကြောင်းသိရှိရပါတယ်။သူတို့ကကျွန်တော်တို့ PDF တွေရှိမှန်းသိတော့ကျွန်တော်တို့ရှိတဲ့ဘက် တက်ကွန်ဘက်ကိုထွက်ပြီးခိုင်းတာမပြီးရင်ပြတ်တက်မှာဆိုပြီးတော့တနက်တွေပြစ်ဖောက်ပြီးပြီးခိုင်းတာပြီးခိုင်းတဲ့အချိန်ကျွန်တော်တို့ရှေ့ရောက်လာတော့ပြီးသူတွေကဝတ်နေတာပေါ့ကျွန်တော်တို့တက်လုံးတဲ့အချိန်မှာပြီးသူတွေကဆာလာအိတ်နဲ့အလမ်ရှိုးထောင်းပြတာကျွန်တော်တို့ကစစ်ခွေးတွေထင်ပြီးတော့တက်လုံးတော့ဆာလာအိတ်ကိုကျူးချီပြီးတော့အလမ်ရှိုးထောင်းပြလို့သူတို့ကိုကြေလိုက်နိုင်တာ လာတာက20လောက်ရှိတယ်စစ်ကြောင်းတစ်ခုလုံးမှာငါးကောင်မဲချက်နဲ့ဖမ်းမိလာတဲ့တုံပန်းပြောတာကတော့ချောင်းတဲမျိုးသွားတာအလုံး9ဦးဝန်းကျင်လောက်ရှိတယ်လို့ပြောပါတယ်ရေထဲမျိုးရဲ့စစ်ခွေးတွေအကုန်လုံးကတေမာပဲတက်ပွေးဖြစ်တာရော ရေထဲမျိုးတာရောဆိုတော့စေဦးလောက်တည်တယ်ဒေါက်တာမြို့နေပြည်သူကကွေရဖွေးမှပြန်ကြာကြီးတာဝန်ခံကဆက်လက်ပြောဆိုထားပါတယ်အဆိုပါတက်ခိတ်မှုကိုဒေါက်တာမြို့နေပြည်သူကကွေရတဖွေးနဲ့မင်းချန်ခရိုင်တည်ရင်အမှတ်3 ဲ့မဟာမိတ်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဗီတုကာကွေရီတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထူထောက်တိုက်ခိုက်ခံရပြီးနောက်တောင်တာမြို့ပေါ်မှထွက်လာတဲ့အင်အား၁၀၀ခန့်ပါစစ်ကြောင်းဟာလည်းတောင်တာမြို့ပေါ်သို့ပြန်ဆုတ်ပြီးသွားကြောင်းသိရှိရပါတယ်ရှင်။ တန်တောင်ကြီးစစ်တက်ကြီးတက်ခရီးတင်တန်းကြောင်းမှတက်ခွေမှုအရာရှိတင်တန်းဆင်များလိုက်ပါတဲ့စစ်ရင်တန်းကိုတက်ခိမှုတွင်စစ်တက်ဘက်မှတက်ခွေမှုဘူးကြီး၈ဦးအပါအဝင်9ဦးတည်ဆုံသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဗရင်နောင်တမြို့ စစ်တပ်ကြီးတိုက်ခိုက်ရေးတင်တန်းကြောင်းမှတခွေမှုတင်တန်းစင်များလိုက်ပါတဲ့စစ်ရင်တန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဇွန်လ9ရက်နေ့ညနေ9:30မိနစ်အချိန်တန်တောင်ကြီးမြို့နယ်မရက်နောင်တမြို့စစ်တင်တန်းကြောင်းမှတခွေမှုတင်တန်းစင်များပါဝင်တဲ့စစ်ရင်တန်းကို တောင်ငူတန်တောင်လမ်းပိုင်း9မိုင်စစ်တပ်စခန်းကုန်းအနီးတွင်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတင်တန်းစင်တခွေမှုပူချီ10ဦးသေဆုံးခဲ့ကြောင်း တပ်ကြံရင်မောင်းတက်ချက်တူလေးတေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း People Defense Force တနောင်မှတာဝန်ရှိသူတူကပြောဆိုထားပါတယ် People Defense Force တန်တော်မှတာဝန်ရှိသူတို့ကတေဆုံးနာမှာရှစ်ဦးကတက်ခွေမှုတင်တန်းဆင်ပြီးတာအသက်ဆက်ဆက်လေးတွေလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတူပြုပြောဆိုထားပါဗျ။ ဒါအပြန်မေလ29ရက်နေ့ကလေကရင်ပြည်နယ်တောင်ငုံလိပ်သူလမ်းပိုင်းရှိစစ်ကောင်စီရဲ့ထုံးပူကြီးတပ်စခန်းကိုလေတော်လှန်ရေးတပ်များကတွားရောက်ပစ်ခတ်ခဲ့ပြီးပစ်ခတ်မှုအတွင်းစစ်ကောင်စီတပ်ဘက်မှအထိနာရဲလို့သိရှိရကြောင်းတိုက်ခိုက်မှုကိုအတိအကျစုံစမ်း၍မရသေးကြောင်းဆက်လက်ပြောဆိုထားပါတယ် အဆိုပါဆက်စင်ရေးကို တောင်ငိုခရိုင်တက်မာနဲ့တက်ရင်ကလက်အောက်ခံ People Defense Force တန်တောင် MLB စစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းတက်ခိတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်အိန္ဒိယလေရင်ပြကြမှုမှာဗြိတိန်နိုင်ငံသားတဦးသာအသက်ရှင်ကျင်ရတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင် အိန္ဒိယနိုင်ငံကိုကြာရက်ပြည်နယ်အမေဘတာမြို့စတာဗလပိုင်ပတယ်အပီပီဆိုင်ရာလေဆိပ်ကနေလန်ဒန်မြို့ကိုဦးတည်ပြန်တန်းရင်ပြကြခဲ့တဲ့လေယာဉ်ပေါ်မှာလိပ်ပါလာသူ242ဦးအနက်ဗြိတိန်နိုင်ငံသား2ဦးသာအသက်ရှင်ကျန်ရစ်ခဲ့တယ်လို့သိရှိရပါတယ်။အိန္ဒိယနိုင်ငံအနောက်ဘက်ကိုကြာရက်ပြည်နယ်အမေတပတ်မြို့ရှိစတာဗလပိုင်ပတယ်အပီပီဆိုင်ရာလေဆိပ်ကနေလန်ဒန်မြို့ကိုဦးတည်ပြန်တန်းတဲ့ Boeing 787လေယာဉ်ဟာယမနေ့မွန်လွေပိုင်းဒေတာစင်တာချိန်မွန်လွေ10နာရီ53မိနစ်မှာပြတ်ကျသွားခဲ့ပြီးလေယာဉ်ပေါ်မှာလိပ်ပါလာသူ242ဦးအနက်အံ့အားသင့်ဖွယ်လွတ်မြောက်လာသူကတော့ဗြိတိန်နိုင်ငံသား Ramesh Viswakumar ဖြစ်ပြီး သူဟာထိုင်ခုံအမှတ် A11 မှာထိုင်နေသူဖြစ်ပါတယ်။ လေရင်ပြန်တက်ပြီးစက္ကန့်30အကြာမှာတော့ခြေလောင်တဲ့အတန်တစ်ခုထွက်လာတယ်။ကျွန်တော်ပတ်ဝန်းကျင်မှာလူသေးအလောင်းတွေရှိတယ်။ကြောက်လန့်သွားပါတယ်။ထပီးပါတယ်။လေရင်ပိုင်းစတွေနေရာတိုင်းမှာရှိရလို့အသက်ရှင်ကျန်ရစ်သူကဒေတာခန်တရင်ထုံများကိုပြောကြားခဲ့ပါတယ်။သူဟာရင်ဘတ်ချက်တောင်းနဲ့မျက်နှာတွေပေါ်မှာတံရရရှိထားပြီးဆိုရှယ်မီဒီယာပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်များအရာ သူဝတ်ထားတဲ့အဝတ်လေးဆုပ်ဖြတ်ပြီးမျက်နှာကိုလည်းသွေးတွေနဲ့မင်းတွေ့နေရပါတယ်။ရမေရှာအပြည့်စည်တွေကြားကလွတ်မြောက်ပြီးမကြခင်မှာပဲလူနာတင်ရင်ဖြင့်ဈေးရုံကိုပူဆောင်ခဲ့ကြကသူရရှိထားတဲ့တန်ရာများကအသက်အန္တရာယ်မရှိပေမဲ့စိတ်ပိုင်းဆိုင်ရာအနည်းငယ်ထိခိုက်နိုင်တယ်လို့ဆရာဝန်များကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ဒီလောက်နဲ့ပဲညနာတော့ပါမရှင်။ Challenge Channel တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ငြိမ်နိုင်ကြပါစေရှင်။